အာဟုတ်ကဲ့လောလောဆယ်ကတော့ဟိုဟိုကျွန်တော်ဒီထဲမှာလေဒီ social media တွေကိစ္စကိုပြောသွားတာပေါ့နော်အာတကယ်တကယ်တော့မြေပြင်ပေါ်မှာအာအချိန်ကြီးဆိုးရနေရရှိတယ်လို့လဲရှိတယ်လို့ပဲအာတချို့နေရာတွေမှာလည်းဒလာကိုကြီးအစိုးကြီးမရှိပါဘူးခင်ဗျ။ဒါပေမဲ့ကျွန်တော်တို့ကဘာကွာခြားသွားလဲဆိုတော့အခုဒီကျွန်တော်တို့ရဲ့ဒီရှေ့ပိုင်းမှာပေါ့နော်။အာဒီပြီးခဲ့တဲ့ပြီးခဲ့တဲ့အာဒီဒီစအဖွင့်မှာလည်း နိုင်ငံတော်ဝန်ကြီးချုပ်ကပြောထားတာလည်းရှိပါတယ်။အဲ့တော့ကျွန်တော်တို့ကရှေ့ပိုင်းမှာမပြီးမပြတ်တဲ့ကိစ္စတွေရှိပါတယ်။ဥပမာဖြင့်ဒီနိုင်ငံရေးရသဘောတူညီချက်တွေကျွန်တော်တို့မလုပ်နိုင်ခဲ့ဘူး။နော်ဒီဟိုဘာလဲပထမအစိုးရလက်ထက်နဲ့ဒီမိုကရေစီဆိုရလက်ထက်နဲ့ဒုတိယဒီမိုကရေစီဆိုရလက်ထက်မှာအဲနိုင်ငံရေးသဘောတူညီချက်တွေမရှိခဲ့တဲ့အတွက်အာဘာပဲပြောပြောဒီလက်နက်ကင်အင်အားစုတွေအနေနဲ့ ဟာဒီပေါ်မှာအကဲဆန်းနေလို့ကျွန်တော်ထင်ပါတယ်အဲလောလောဆယ်မှာတော့ကျွန်တော်တို့ဒီဘက်မှာခုနဒီပကြူကြီးရာပြည့်လေပြောသွားတယ်သူကသူပြောသွားတာတော့အာသူ့ရဲ့သဘောကိုကျွန်တော်ခြုံကြည့်ရမယ်ဆိုရင်အာသူ့အနေနဲ့ကတော့အချိန်မြေးစကားပြောနိုင်တယ်ပြောကျင်တယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့မှာအဓိကပြဿနာကကျွန်တော်တို့ကသဒ္ဓါကျိုးသွားတဲ့အနေအထားရှိပါတယ်ငြင်းငြင်းသဒ္ဓါကျိုးသွားတယ်ပေါ့နော်ကျွန်တော်တစ်ဖက်က ဟိုကျွန်တော်တို့ဟိုပါပေါ့စစ်ပေါ့စစ်ပွဲတွေပေါ့နောက်တစ်ခါတော့ငင်းငင်းရင်အဲ့တော့ဒီငင်းငင်းရေးကိုသွားဖို့အတွက်တရားကျိုးသွားတဲ့အတွက်ကျွန်တော်တို့မှာပြင်ဆင်မှုအချိန်တစ်ခုလိုမယ်နောက်တစ်ခါသဘောတူညီချက်တွေလိုမယ်လို့ကျွန်တော်ထင်ပါတယ်အဲ့ဒါဆိုရင်တော့ကျွန်တော်ထင်တယ်လောလောဆယ်အာဒီဖြစ်ပွားနေတဲ့ပြိပက္ခတွေအာလောလောဆယ်ရှော့ချတိုင်မယ်လို့ကျွန်တော်ထင်ပါတယ်ခင်ဗျအာထွက်ပေါက်က တခုတည်းတော့မဟုတ်ပါဘူးခင်အခုလာမယ့်ရွေးကောက်ပွဲကလည်းထွက်ပေါက်တခုလို့ကျွန်တော်ထင်ပါတယ်အခုစစ်ပွဲတွေမှာတိုင်းသားတင်ပြည်တွေမှာဖြစ်နေတဲ့စစ်ပွဲတွေဒီသူတို့ရဲ့နေမျိုးထိန်းချုပ်ခြင်းနဲ့ပို့ပြီးတော့ autonomy ပေါ့နော်ပို့ပြီးတော့အာသူတို့ရဲ့ကိုယ်ပိုင်ရပိုင်ခွင့်ကိုတိုက်နေတယ်လို့ကျွန်တော်မြင်တယ်သူတို့ကတပြည်လုံးကိုကိုစားပြုဖို့သူတို့မှာရည်ရွယ်ချက်မရှိဘူးလို့ထင်တယ်ပြောနေရင်လည်းကျွန်တော်အနေနဲ့တော့တန်တရားနည်းနည်းရှိပါတယ်အဲ့တော့ ကျွန်တော်တို့လောလောဆယ်လက်ရှိအနေထားမှာက နိုင်ငံတော်ဘက်ကနေပြီးတော့တခုခုပေါ့ဟိုခိုင်မာတဲ့အဆွေးဆောင်မှုတခုမျိုးနိုင်ငံရေးအာမခံချက်နောက်တစ်ခါကျွန်တော်တို့ဒီတိုင်းရင်းသားတွေလို့နေလို့ Federals လို့ပြောလိုက်တယ်နဲ့လွယ်လွယ်ပြောလို့မရပါဘူးအဲ့တော့အာဒီထဲမှာပါတဲ့အချက်လက်တွေပေါ့နော်သူတို့လိုအပ်တဲ့အချက်လက်တွေဒါတွေကိုကျွန်တော်ပြန်လေ့လာနိုင်မယ်ဆိုရင်ဒီတဲ့ပိုကောင်းတဲ့အနေအထားကိုရောက်မယ်လို့ကျွန်တော်ထင်ပါတယ် ။ Yeah, အဓိကတော့ဒီသဘောတူညီချက်တွေပေါ့နော်။ဟိုအပြင်ကျွန်တော်တို့ဒီဒီလက်နက်ကင် private ကဟလာဒီကျွန်တော်တို့တောင်ပိုင်းမှာကရင်တို့ကရင်နီတို့ဒေသတွေမှာပေါ့နော်။ KR ပြည်နယ်ဒီဒေသတွေမှာ ရှိနေတဲ့ဒီနိုင်ငံရေးပါတီတွေနဲ့ဘလောက်ထိကျွန်တော်ဆွေးနွေးနိုင်မှာပေါ့နော်။အဲ့လိုဆွေးနွေးနိုင်မယ်ဆိုရင်တော့သူကနေပြီးတော့ဒီ အာကျွန်တော်တို့တည်တဲ့ပုကောင်းတဲ့အခင်းချင်းတခုဖန်တီးနိုင်မယ်။နံပါတ်1ကတော့မြောက်ပိုင်းမှာရှိတဲ့အခုမြောက်ပိုင်းမှာဟလာဟိုအာဖြစ်နေတဲ့ကိုကန်ဒေတာနော်ကချင်ပြည်နယ်ဒီဒေတာတွေမှာရှိနေတဲ့တိုင်းရင်းသားတွေဘက်ကနေပြီးတော့သူတို့ရဲ့ကိုချမကိုဖန်တီးဖို့ဆိုတာရွေးကောက်ပွဲရပဲရှိတယ်ခင်ဗျ။နော်ကျွန်တော်ပြောလောလောဆယ်အဝင်းကြီးချုပ်ပုံမူမင်းအောင်လှိုင်ကသူပေးချင်လို့ပေးလို့မရဘူးခင်ဗျ။လွတ်တော်ရှိမှကျွန်တော်တို့ကဟိုဒီ နိုင်ငံရေးရမြေပုံရဟလာသူတို့ရဲ့အခွင့်အရေးကိုပေးရမှာဖြစ်ပါတယ်။ဒါကြောင့်ကျွန်တော်တို့ဒီလွတ်တော်ဆိုတဲ့အခန်းကဏ္ဍကိုဟိုတချို့တွေကတော့ညှင်းပယ်ခြင်းတယ်။ကျွန်တော်ကတော့ဒီတကယ်လို့ legitimacy ကျွန်တော်ပြောတာဒီစစ်ကိုတိုက်နိုင်တယ်။ဒါပေမဲ့အုပ်ချုပ်မှုမရနိုင်ဘူး။အဲ့တော့အုပ်လေအုပ်ချုပ်ခြင်းနဲ့ဒီမှာကိုယ့်ရဲ့ကျွန်မလည်းကိုဖန်ကြီးခြင်းနဲ့အဲဒန်တူညီမရေးလဲလိုချင်တယ်ဆိုရင်တော့တရားဥပဒေတစ်ခုပဲရှိပါတယ်။အဲ့ဒါကတော့ ရွေးကောက်ပွဲပဲရှိမယ်ခင်ဗျအဲ့တော့ကိုဒီတိုင်းသားတွေနိုင်မှုကကိုစူးစားမှာပေါ့နော်ဟိုကျွန်တော်တို့ကဇွန်နဲ့ခန့်ကျွေးတာယူမလားကုလနဲ့ကိုယူစားမလားဆိုတော့အဲနေရာကိုကျွန်တော်ရောက်နေရလို့ခေါ်ပါလေကိုထင်ပါတယ်ကျွန်တော်တို့ကလမ်းဆောင်လမ်းကွာကိုရောက်နေတဲ့အတွက်ဒီရွေးကောက်ပွဲကလည်းဒီ comprehensive ပေါ့နော်အလုံးစုံတည်းကအရေးကြီးတဲ့အချက်တစ်ချက်လို့ကျွန်တော်မြင်ပါတယ်ကျွန်တော်တို့အားလုံးကတော့ငြင်းငြင်းလို့ကျင်ပါတယ်ဒါပေမဲ့နှစ်ဖက်ကပေါ့နော်ဟိုသူက ဘာကြောင့်ငင်းငင်းဖြစ်တယ်လဲဆိုတော့ကျွန်တော်တို့ကတော့အဓိကတော့ဒေသန္တရနဲ့ကျွန်တော်တို့တိုက်ရိုက်ဆိုင်တာပေါ့နော်ဒေသန္တရနဲ့ဆိုင်ပါတယ်အဲ့တော့အခုဘာပြောပြောဒီပွဲမှာဆိုရင်တရုတ်ကောအိန္ဒိယကောထိုင်းရောဒီဗမာပြည်ရဲ့ဒီနိုင်ငံကြီးအာမခံချက်ကိုရှိတဲ့အတွက်ကြောင့်ကျွန်တော်ထင်ပါတယ်တပြေးပြေးနဲ့တော့ကျွန်တော်တို့အချိန်ယူပြီးတော့လုပ်ရမယ်အဲဒါပေမဲ့လည်းခုနပြောသလိုကျွန်တော်တို့တကယ်တမ်းပြဿနာနောက်တစ်ခုကသံသာတ္တ ခွဲဝေပြဿနာဖြစ်ပါတယ်အဲ့တော့တန်ဇာတများတဲ့နေရာမှာစစ်ပူများမယ်တန်ဇာတကိုကျွန်တော်တို့ဒီတရားဝင်မထုတ်နိုင်ဘူးဆိုရင်တရားဝင်နီးလန်းကနေပြီးတော့လက်နက်ကင်ပဋိဖက်ကအတွက်ကိုအဲ73စီထည့်ပေးတယ်လို့ဖြစ်ပါလိမ့်မယ်ခင်ဗျ